အလုံးမင်္ဂလာပါဒီနေ့မေလ16ရက်နေ့မှာတော့ခရင်ပြည်နယ်မှာတော်တော်အောင်ပွဲတွေနေ့စဉ်ရက်ဆက်เนาะနေ့စဉ်ရက်ဆက်ကျွန်တော်တို့ကြားနေရတယ်အဲ့ဒါကခရင်ပြည်နယ်တပ်မဟာခုနှစ်နေမြေမှာမေလစခန်းအဲ့ဒီမေလစခန်းရောက်ဟိုဖက်မှာထိုင်းဖက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမေလဒုက္ခသစ္စခန်းဆိုတာရှိတယ်ဒီဒုက္ခသစ္စခန်း၉ခုမှာအကြီးဆုံးပဲเนาะအဲ့ဒီမေလစခန်းကဆိုတော့ အဲ့ဒီ mail ခန်းကိုနေပြီးတော့ NL နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တရက်ပဲကြာတယ်เนาะတရက်ကြာတယ်အဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အကုန်လုံးသိမ့်ပိုက်ရရှိတယ်နောက်တော့ခရင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ test cancer စုပေါင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်ဒီနေဆက်တစ်လျှောက်မှာ20ရှိတယ်เนาะ20မှာဆိုလို့ရှိရင်တော့ get view ဟာကြာတယ်9ခုပဲကျန်တော့တယ်စခန်း9ခုပဲကျန်တော့တယ်နေ့စဉ်ရက်ဆက်ခရင်ပြည်နယ်မှာဆိုလို့ရှိရင်တော့တကယ်တိုက်ပွဲတွေပြင်းထန်နေတယ်စခန်းတွေနေ့တိုင်းနေ့တိုင်းသိမ့်နေတယ်ဆိုတော့အခုက ကရင်ပြည်နယ်ရဲ့သတင်းကနေ့စဉ်နဲ့အမျှကျွန်တော်တို့တွေ့ရတဲ့ရခိုင်မှာနေနေနားနေတဲ့ပြီးလို့ရှိရင်တော့ ARD တိုင်းတို့ပဲခူးတိုင်းတို့ရှိတော့ရှိတယ်ဒါပေမဲ့တကယ့်အောင်ပွဲသတင်းတွေကတော့တိတ်မတွေ့ရဘူးဆိုတော့အခုကရင်ပြည်နယ်ကြတော့နေ့စဉ်နဲ့ရက်ဆက်ကျွန်တော်တို့ကြားနေရတဲ့အဲ့ဒီထက်မှာကျွန်တော်တို့ထူးခြားတဲ့စခန်းတစ်ခုပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ KNU ရဲ့တမဟာခွနစ်နေမြေဒီတမဟာခွနစ်ကတော်တော်နာမည်ကြီးတယ်ဘာဖြစ်ဆိုတော့ဟိုးအာနာသိမ့်ပြီးတဲ့နောက်ပိုင်းကလေးကနေစပြီးတော့ ဲ့ဒီနေမြေမှာလုံးဝတိုက်ပွဲမဖော်ဆောင်ဘူးတိုက်ပွဲဖော်ဆောင်တာကိုလေသူတို့မကြိုက်ဘူး ဲ့ဒီဖက်ကလူတွေလည်းလုံးဝမပါဘူးအဲ့ဒီမှာစစ်ဦးစီချုပ်ကိုတိုင်ကရှိတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီဘိုဂျော်နီနာမည်ကြီးတယ်ဆိုတော့သူအုပ်ချုပ်တဲ့နေမြေတွေမှာဖြစ်တယ်အဲ့ဒီနေရာတွေမှာတိုက်ပွဲမဖြစ်ဘူးမဖြစ်ဘူးတော်တော်နာမည်ကြီးတယ်မာလာနဲ့ဘလူးပလောင်းလုပ်တယ်မုန်ချီသူတို့နဲ့ဘလူးပလောင်းလုပ်တယ်စသဖြင့်စသဖြင့်ဒီတင်းအချက်အလက်တွေကအဲ့ဒီတမခွန်နဲ့ပဲထွက်တာဆိုတော့ဒီအယူချီရဲ့ဝန်ကြီးတွေဝန်လေးတွေရှိတယ်ဆိုတာလည်းအဲ့ဒီနေရာမှာတော်တော်နာမည်ကြီးနေတယ်เนาะနာမည်ကြီးတဲ့နေရာတွေဖြစ်နေတယ်ဆိုတော့အခုကတော့စက်တက်စက်တက်နာမည်ခေါင်းတွေထွက်လာတယ်เนาะအဲ့ဒီတ မှခုနှစ်နေတွေကတော်တော်သိမ်းလာတယ်သူတို့ကိုယ်တိုင်ပါဝင်တော့တိုက်ခိုက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ငါခတ်လိုက်ရနေစင်းနဲ့လေးကိုလည်းသိမိတာဖြစ်တယ်ဒီလိုရှိရင်တော့အခုဒီ26မှာ is kind of ဆိုလို့ရှိရင်20ပဲရှိတယ်เนาะအဲ့ဒီ20မှာ view က9ခုပဲကျန်တော့တယ်ဆိုတဲ့ဟာကိုဒီနေ့ Today Media ထဲမှာဖော်ပြရတယ်နောက်တစ်ခုကနေပြီးတော့မှဆိုလို့ရှိရင်တော့တနင်္ဂနွေလုံးအတိုင်းအတာနဲ့ အဲ့ဒီတိုင်းပုံတွေကိုအကုန်ခေါ်တယ်မအလာနေပြတော့မခေါ်နဲ့ခေါ်ပြီးတော့နေရအစည်းဝေးကျင်းပတယ်ဆိုတော့အဲ့ဒီနေရကျင်းပတဲ့အစည်းဝေးကဘာအတွက်လဲဆိုလို့ရှိရင်တော့စစ်စင်ရေးတွေကိုတိုးနှင်းပြီးတော့လုပ်ဖို့အတွက်အဲ့ဒီတိုင်းပုံတွေအကုန်လုံးကိုဆင်းခေါ်ပြီးတော့အခုမအလာကနေပြတော့မှအစည်းဝေးနေရတိတိကျင်းပနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက Facebook ချက်အလက်တကိုနော်ထင်းချုပ်ဖို့အတွက်နော်မဝါဒတွေအပြောင်းလဲတွေရှိတယ်အရင်တော့ဆိုလို့ရှိရင်တော့ဒီမအလာဖက်ကဒီ Facebook ကိုဝင်တိုးလို့မရဘူးနော်အကောင်လုံးအဘန်းခံရတယ်အဘန်းခံရတဲ့ခါကျတော့အဲ့ဒီဝါဒဖြန့်တဲ့စိတ်သက်စစ်စင်ရေးတွေဆိုလို့ရှိရင်သူတို့တိတ်လုံလို့မရဘူးနော်တော်တော်ကိုအဘန်းခံရတယ်ဆိုတော့ခုက Facebook ကမဝါဒတွေပြောင်းပေးတဲ့ခါကျတော့မအလာကောင်းထောက်လာတယ်နော်အဲ့ဒီ Facebook တွေမှာအကြီးအကျယ်ဝါဒဖြန့်မှုတွေလှုပ်လာတယ်အခု ဒီဒီဘေးရဲ့ကိစ္စနော်ဒီဘေးရဲ့စာတင်ချောင်းကိုပုံချေတဲ့ကိစ္စမှာပေါ်ပေါ်ထင်ထင်နော်အဲ့ဒီ Facebook တို့မှာတကယ်ဝါဒဖြန့်နှောက်တွေကိုကျွန်တော်တို့အကြီးအကျယ်လောက်တာကိုလေကျွန်တော်တို့မြဝါထင်ထင်တွေ့နေရတဲ့အချင်းကာလဖြစ်တဲ့ဆိုပြီးမှကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြကြတယ်နောက်တစ်ခုကဒီ UWSA လို့ခေါ်တဲ့ WhatsApp နော် WhatsApp ဒီထိန်းချုပ်ထားတဲ့နေမြေ mindset မျိုးအနီးမှာရှမ်းပြည်နယ်ရဲ့အရှိတ်ဖက်မှာအရှိတ်ဖက်မှာဆိုလို့ရှိရင်မြေရှက်တက်တူတစ်ခုကိုဂျိုဒူကနေပြီးတော့ရိုက်ထားတဲ့ပုံအရာ တွေ့ရတယ်ဆိုပြီးမှလူအခွင့်ရဲ့အဖွဲ့တွေကအတောက်ကိုကန့်ကွက်တယ်အတိတ်ကတော့ဝတွေကဒီမေရှားတက်တူးတွေကိုတူးဖော်နေတယ်အဲ့ဒီမှာကြီးကြီးတူးနေတယ်အနည်းနာမှာကျွန်တော်တို့ရှိတဲ့လူတွေကကြားနေရတယ်အဲ့ဒါကြောင့်သူတို့ကန့်ကွက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဝနော်ဝတာဆိုလို့ရှိရင်လဲပါလီယံငပီးချက်ဟိုမှာလည်းခြေတော့ထိုးဒီမှာလည်းခြေတော့ထိုးနော်ထိုးနေကြတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဝတက်လို့ပြောတဲ့ခါမှာ FPNCC လို့ခေါ်တဲ့ဒီမြောက်ပိုင်းကဒီကချင်းတွေဝတွေ TNL တို့ MNDA တို့ Shine တို့စသဖြင့်သူတို့မဟာမိတ်တွေခုနှစ်ဖွဲ့ရှိတယ်အဲ့ဒီမှာနော်အဲ့ဒီခုနှစ်ဖွဲ့က ားဒီဝထိချုပ်တဲ့နေမြေမှာသွားပြီးတော့အစည်းအဝေးလုပ်တယ်။နောက်အစည်းအဝေးလုပ်တဲ့ဟာကိုနော်ဘောမှာဖက်ကလည်းတော်တော်အော်နေတယ်နော်။ဆိုတော့ပထမဒီတက်သူညာနှစ်ခွန်မစခင်မှာသူတို့အစည်းအဝေးလုပ်တယ်တဲ့နော်။အဲ့ဒီကြော်မျိုးမင်းကကျွန်တော်တို့ပြောထားတယ်။အခုကျွန်တော်တို့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်။အဲ့ဒီမှာသူပြောထားတဲ့အပိုင်းတွေကျတော်တော်စိုးရင်နေတယ်။ဆိုတော့ပထမတက်သူညာနှစ်ခွန်မလုပ်ခင်မှာသူတို့အစည်းအဝေးအဲ့လိုမျိုးလုပ်တယ်တဲ့နော်။လုပ်ပြီးပြီးတဲ့နောက်ပိုင်းမှာသူတို့ကတက်သူညာနှစ်ခွန်ကိုစစ်စင်ရေးကိုဆင်တယ်။အဲ့ဒီမှာတော်တော်ကိုနေမြေတွေဆုံးရှုံးလိုက်ရတယ်။ဆိုတော့အခုထပ်ပြီးတော့ ော်အခု KIA အပါအဝင်ကျွန်တော်တို့ YouTube လို့ SATNLA လို့ MNDA လို့စသဖြင့်သူတို့မဟာမိတ်တပ်ဖွဲ့ခနော်ဖွဲ့ကနေပြီးတော့ပြန်ပြီးတော့ဒီဝထိ ंछ ုံနေမြေမှာတို့စီဝေလုတ်ပြန်ပြီအဲ့ဒါကနေပြီးတော့ကျော်မျိုးမင်းဘောမကနေပြီးတော့တိတယ်နော်တိတော့တော်တော်ကိုစိုးရင်နေတယ်ဒီတစ်ခေါက်ဖြစ်လို့ရှိရင်တော့ကျွန်တော်တို့တစ်တညာနှစ်ခွန်ရဲ့တတိယပိုင်းဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကိုလေသူသုံးသက်ထားတာကိုကျွန်တော် ဒီဗီဒီယိုကိုနေပြီးတော့ကျွန်တော်ဒီကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ထားပေးတယ်မချေရသေးတဲ့လူတွေကတော့ကျွန်တော်တို့ရှင်းစစ်ချင်တယ်ဘောမတွေရဲ့သတင်းကိုကျွန်တော်အမြဲတမ်းတင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့သတင်းတွေထက်မှလည်းကျွန်တော်တို့အတွက်เนาะတကယ် information နဲ့အများကြီးရတယ်တော်လန်ရေးတွေအတွက်အများကြီးအထောက်အကူပြုတယ်ကျွန်တော်တို့မကောင်းတဲ့သတင်းတွေကတော့ကျွန်တော်တို့ဖိထားပါ့ နေကောင်းတဲ့တည်င်းတွေကိုကျွန်တော်တို့လက်ခံဖို့လုပ်တယ်အဲ့ဒါကြောင့်ဒီကျွန်တော်တို့ဖက်ကတည်င်းကိုပဲတစ်ချိန်လုံးကြားလို့ရှိရင်ကျွန်တော်တို့ပဲတစ်ချိန်လုံးနိုင်တယ်နော်အဲ့လိုမျိုးဖြစ်နေတယ်နော်ဆိုတော့ဟိုဖက်ကတည်င်းတွေကိုလည်းမျှပြီးတော့နားထောင်တဲ့ခါကျတော့အော်ဟိုဖက်မှာလည်းကျွန်တော်တို့အခွင့်အရေးတော်တော်ကြာဆုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သိစေလို့တဲ့အတွက်ကြောင့်ကျွန်တော်ကတရက်မှာနှစ်ချိန်တင်တယ်နော်မနေ့ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်ဒီတည်င်းတွေကို ကျွန်တော်တို့ဖော်ပြတယ်ကျွန်တော်တန်တဲ့တလောက်သတင်းတွေကိုအခုပေါက်တဆင်းနေစီကျွန်တော်ချိန်တယ်ချိန်ပြီးမှကျွန်တော်ဝေမျှတယ်เนาะတတော်ကိုကျွန်တော်သတင်းကတတော်မြန်တယ်เนาะတခြားသတင်းတွေအခုစီမှာကျွန်တော်ဖော်ပြတဲ့သတင်းတွေအခုတခြားသတင်းတွေမှာသွားချိန်လိုက်เนาะတတော်ကိုအခုဖော်ပြနေတော့မရှိသေးတယ်ကျွန်တော်တို့ဖော်ပြတာကြားပြီဆိုတော့ကျွန်တော်တို့မြန်တယ်ဆိုတာကသတင်းပေါင်းမြောက်များစွာကိုချိန်တဲ့အတွဲကြောင့်เนาะသတင်းကိုပဲအာရုံစိုက်ပြီးတော့ဒီနေ့ဒီနေ့အဲ့လိုမျိုးသတင်းတွေချိန်တာများတယ်ဒီဟာကိုမတင်ခင်တော့လည်းကျွန်တော်ဒီလိုပဲ ော်အဲ့လိုမျိုးခြေတယ်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 အင်တူအင်တာတွေကကျွန်တော်ကို challenge ဖြစ်လာတယ်နော်အဲ့လိုမျိုးဖြစ်တဲ့ခါကြားမှာပဲဩအဲ့လိုဆိုရင်တော့ကျွန်တော်အကျိုးရှိတဲ့ခုခုတော့လုပ်ရမယ်ဆိုပြီးမှကျွန်တော်အဲ့လိုမျိုးတည်င်းတွေကို set block တင် set တာပဲဖြစ်တယ်အရင်တော့လည်းဒီလိုပဲခြေတယ်ခုနှစ်ဒီလိုပဲခြေတယ်နော်ဆိုတော့ခုကတော့မျှဝေတာပေါ့ကျွန်တော်ခြေတဲ့ဟာကိုပြန်ပြီးတော့မျှဝေတာအရင်တော့မဟုတ်ဘူးခုတယောက်ထည့်ပဲခြေတယ်နော်အဲ့လိုမျိုးခုကတော့ဘောမတည်င်းတွေကိုလည်း set ပြီးတော့ညနေပိုင်းမှာကျွန်တော်တင်ထားပေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်အတိပေးပြီးသားဖြစ်တယ်ဆိုတော့နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ sin စိတ်ချုပ်ယုံကိုသူတို့တိဆောက်တယ်တိဆောက်တဲ့အခါမှာဒီမြင်းကလေးမြန်မာနိုင်ငံမှာဥတီပြီးတော့လှုပ် က်မြင်းကလေးကြောင့်အဲ့ဒီအဆောက်အဦကပြိုချသွားတယ်နော်ပြိုချသွားတဲ့ခါကျတော့အဲ့ဒီမှာလူတွေအများကြီးသေတယ်ဘာမှပြည်သားတွေလည်းအများကြီးသေတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာသူတို့ အပြစ်ပေးတယ်เนาะအဲ့ဒီဆောက်တဲ့လူတွေကိုเนาะဆောက်တဲ့လူတွေကိုအဲ့ဒီမှာအပြစ်ပေးတယ်ပြစ်ပေးတဲ့ခါကျတော့6ခဏယောက်ကိုရဲကနေပြီးတော့ခုံရုံးတယ်เนาะအဲ့ဒီစည်စည်ယုံပြိုချတဲ့အတွက်ကြောင့်သူတို့ပေါ်ဆာမှုတွေဖြစ်တဲ့ကျုံကျင်မှုပေါ်ဆာမှုဆိုင်ရာအမှုနဲ့နေပြီးတော့သူတို့6ခဏယောက်ကိုအဲ့ဒီမှာတရားစွဲတယ်စွဲတဲ့ခါကျတော့အခုမနေ့ကတတိယမှာဆိုလို့ရှိရင်6ယောက်ကပြန်ပြီးတော့ဖမ်းခံလာတယ်เนาะဝင်ပြီးတော့ဖမ်းခံတယ်ဆိုတဲ့ခါကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ engineer က7ယောက်ပါတယ်เนาะ engineer တွေကိုအဲ့ဒီပြရတော့ တတော်ကိုအဲ့ဒီအမှုမှာပုံမှန်ပတ်သက်နေတယ်အဲ့ဒါကြောင့်ထိုင်းအစိုးရကနေပြီးတော့သူတို့ကိုတရားစွဲတယ် company ပိုင်ရှင်တို့ဥက္ထာတို့ခုနအင်ဂျင်နီယာတို့စသည်ဖြင့်ဒီလူတွေကိုအကုန်လုံးပိန်ချုံပြီးတော့တရားစွဲနေတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်သူတို့ကိုယ်တိုင်လည်းလာပြီးတော့အဖမ်းခံနေရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကြောက်ဖြူเนาะကြောက်ဖြူမှာဆိုလို့ရှိရင်လည်းတက်ခုတွေအကြည့်ကြည့်ဖြစ်နေတယ်ခုเนาะအဲ့ဒီမှာသပြူတောင်တို့ပတဲတို့တက်တပြေရွာတို့လက်ခမော်တို့လမုံကုံတို့တိုက်ွက်ပြင်းထန်ဖြစ်နေတယ်အဲ့ဒီမှာအဲ့ဒီမှာယာနဲ့ခြေပြီးတော့ နောက်ဆက်ကစားတွေကသေးနေတယ်ဆိုတော့အဲ့ဒီကြောက်ဖြူရေနဲ့စိတ်ကန့်ကိုမကျစေရဲ့အတွက်လေချောင်းအထောက်ကူနဲ့နေပြီးတော့အကြီးအကျယ်အဲ့ဒီမှာစင်အားတွေဖတ်ပိုးနေတယ်ဘုံဘော်လေးဒီလိုပဲနောက်ဘုံဘော်လေးအကြီးအကျယ်သူတို့တိုက်ပွဲမှာနော်အသေးဆုံးမှုတွေမျှရရှိတယ်ဒါပေမဲ့တို့ဘက်မှာအသာတွေကလေရင်ပြန်နော်လေရင်ပြန်နဲ့နေပြီးတော့အဲ့ဒီမှာစစ်ကိုတွေအသကုံပိုးနေတယ်ပြီးလို့ရှိရင်တော့လေရင်ပြန်နဲ့အသကုံဖုံးချေးနေတယ်ဆိုတဲ့ဟာကိုတော့ဒီဘုံဘော်မှာလည်းလက်တွေ့ကျွန်တော်တို့တွေ့ရတယ်လို့ကျွန်တော်တို့အခုကြောက်ဖြူမှာလည်းအကြီးအကျယ်အဲ့ဒီမှာလေရင်ပြန်နဲ့ထပ်ထပ်ထပ်ပြီးတော့စစ်ကိုတွေပို့နေတယ်ဆိုတဲ့ဟာကိုတော့ တွေ့ရတယ်နောက်တစ်ခုကကရင်နေပြည်နယ်နော်ကရင်နေပြည်နယ်မိုးပြေကိုနေပြီးတော့တော်လိုင်းအဖွဲ့တွေကခင်ပိုက်ပြတာဖြစ်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့အင်အား600နော်အင်အား600နဲ့နော်စေချောင်းထိုးတယ်နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမိုးပြေကတော်တော်အရေးကြီးတယ်တော်လိုင်းရဲ့အတွက်လည်းအရေးကြီးတယ်လို့မဟာလာအတွက်အရေးကြီးတယ်ဆိုတော့မိုးပြေမြို့ကနေပြီးတော့ကျွန်တော်တို့ဒီနေပြည်တော်ကိုတော်တော်ကိုချင်းချောက်ဖို့အလားလာတွေအများကြီးဖြစ်နေတဲ့ခါကျတော့သူတို့လည်းအဲ့ဒီမိုးပြေကိုနေပြီးတော့ပြန်ပြီးတော့ရချင်တယ်ရချင်တဲ့ခါကျတော့အဲ့ဒီမှာနော်တကယ့် ဖိုးစေးလို့ဆင်းတယ်နော်အဲ့ဒီမှာတက်ပေါင်စုတွေကလည်းအဲ့ဒီမှာဝိုင်းပြီးတော့သမတယ်သမတဲ့ခါကျတော့အဲ့ဒီမှာ၂၃ယောက်သေးတယ်၃ဦးကိုအရှင်ဖမ်းမိတယ်၁၆ဦးကအလင်းဝင်တယ်နော်အဲ့ဒီမှာဂရန်နီပြင်းနေမှာဆိုတော့အင်အား600မှာ၂၃ယောက်ကသေးတယ်၃ယောက်ကအရှင်ဖမ်းမိတယ်ပြီးတော့၁၆ယောက်ကအလင်းဝင်တယ်အဲ့အလင်းဝင်တယ်ဆိုတော့၄၅၀ပေါ့၄၅၀လောက်ပဲကျွန်တော်တို့ဒီဆုံးရှုံးမှုအင်အားရော့မှုတွေကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီဟာမှာ 600เนาะอย่า600တော့เนาะထိုးစစ်စင်နေဆိုတော့အများကြီးအများကြီးရှိသေးတယ်ဆိုတော့600ကျော်เนี่ยခုနကသေးတဲ့90နဲ့ဆိုရင်တော့တတော်ကိုနေသေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတာပေါ့เนาะသူတို့လည်းအဒီမိုးပြေကိုကြီးကြေရဖို့အတွက်သူတို့လုံးနေတယ်เนาะလုံးနေတယ်ဒီဖက်ကလည်းအဖကုံခုခံနေတယ်ဒါပေမဲ့ဒီဖက်ဒေါ်လာရောက်ဖွဲ့တယ်အခုအလူခန္ဓာတွေ့ရတယ်เนาะအဒီဟာကိုဒီအဒီပေရလက်နဲ့ခေးရင်းနေတော်တော်လုံးနေတယ်ဟိုစကားစားဖဲမှာတော့အဖကုံလက်နဲ့ခေးရင်းတွေကတော့လူလေးသေးမရှိသူတို့ကရတယ်လေကပတ်စားတယ်အများကြီးရှိတဲ့ခါကျတော့ဆိုတော့ ဲ့လိုမျိုးလှူခံတဲ့ဟာတွေလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီကရင်ပြည်နယ်ဖအန်ခရိုင်မှာရှိတဲ့ဒီပန်ကျုံနေမြေမှာပေါ့နော်အဲ့ဒီမှာမော်ခွေးလူစခန်းကိုနေပြီးတော့ KNLA နဲ့ပူပေါင်းအုပ်ဖွဲ့တွေကတင်ပိုက်လိုက်တယ် KNLA နဲ့ KNDO လို့ပြောထားတယ်နော်အဲ့ဒီမှာတမခွန်နေနေမြေတမခွန်နေကလူတွေနဲ့ဒီ KNDO နဲ့နေပြီးတော့ပေါင်းပြီးတော့တင်ပိုက်လိုက်တာဖြစ်တယ်ဆိုတော့မနေ့ကမေလစခန်းခုကမော်ခွေးလူစခန်းဆိုတော့တနေ့မှာဆိုလို့ရှိရင်စခန်းတစ်ခုနှုတ်နဲ့သူတို့သူတို့တင်းနေတယ်တင်းနေတယ်အခုပေါ်ပြတဲ့ထက်မှာ ဖန်ခိုင်ဆိုတာတုံးတာကိုတွေ့ရနိုင်မယ်ဆိုတော့အစ်စ်ပြေတော့ဖန်ခိုင်အထီတောင်မှသူတို့သိမ့်နေတာကိုတွေ့ရတယ်เนาะအဲ့ဒီမှာကရင်ပြည်နယ်ရဲ့တည်င်းကနေစဉ်နဲ့အများကျွန်တော်တို့တက်နေတယ်ကချင်ပြည်ရဲ့တည်င်းတွေကျွန်တော်တို့ရခိုင်ပြည်ရဲ့တည်င်းတွေမကွေးစကိုင်းစသဖြင့်ဒီဖက်တည်င်းတွေထက်အခုကအောင်ပွဲတည်င်းကဒီကရင်ပြည်နယ်မှာအများဆုံးရှားနေရတယ်အစ်စ်ပြေတော့ credit ပေးရတော့မယ်เนาะကရင်လူမျိုးတွေတော်တော်တိုက်နေပြီအရင်တော့ကတော့ပွဲလေးတပွဲဖြစ်ပြီဆိုလို့ရှိရင်တော့အဲ့ဒီမှာအော်လိုက်မှာအခတရာလောက်သူတို့ပေါ်ပြတယ်เนาะပေါ်ပြတယ်ဆိုတော့အခုကတော့အဲ့လောက်ထိမတွေ့ရတော့ဘူးเนาะတော်တော်ကိုသူသူသိသိနဲ့ တင်းတွေသိပ်မပေါက်ချားဘူးတူတူသိပ်သိပ်နဲ့သူတို့ဟောင်ပေါ်ဟောင်ပေါ်မလုပ်ဘူးဆိုတော့တင်းတွေကိုနော်တက်နေတမျှသူတို့ဖုံးဖိထားပြီးတော့သူတို့ကြိတ်ပြီးတော့လုံနေတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကိုတွေ့လိုက်လို့ရှိရင်တော့ကျွန်တော်တို့ KNU ကိုကျွန်တော်တို့ credit ပေးရတော့မယ်ဆိုတော့အများကြီးလည်းမပေးနိုင်အောင်သူတို့ကလည်းနော်မြောက်တက်ပြီးတော့ကျွန်တော်တို့မတိုက်ပြနေနေနေအောင်မယ်နော်ဆိုတော့အခုလောလောဆယ်တော့သူတို့အသက်ကုန်ကျုံးနေတယ် နော်ကြိတ်ပြီးတော့ဂျုံနေတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီဘေးရန်ကိစ္စစာတင်ချောင်းကိုတိုက်ခိုက်မှုကိစ္စမှာဆိုလို့ရှိရင်အဲ့ဒီမှာမလာပါဝင်ကောင်းဆောင်အားလုံးအမိပေးတဲ့လူလက်ခံပြီးတော့အဲ့ဒီဟာကိုလက်တွေ့အကောင့်ထဲခေါ်တဲ့လူပြီးလို့ရှိတော့ lobby lobby လို့ပြောတဲ့ခါမှာကျော်မျိုးမင်းတို့ကျော်ဆိုးဦးတို့အစင်ဦးတို့ဇော်ဖိုးဟင်းတို့အဲ့ဒီမှာ sniper ဆူတို့စသဖြင့်သူတို့ကတော့လော်နေတယ်နော်အဲ့ဒီမှာမြင်ရင်သားနဲ့အဲ့ဒီအလောင်းတွေအရဆိုလို့ရှိရင်အိတ်ပြီးတော့ဟန်ဆောင်တို့လောက်ခိုင်းနေဆိုတဲ့ပုံစံမျိုးတွေအဲ့ပြီးတော့ဒီကြောင်စင်းတွေကိုဝိုးပြီးတော့ ်မဆန္ဒပြဖို့လုပ်တယ်စသည်ဖြင့်စသည်ဖြင့်အသေးတာမဟုတ်ဘူးဟန်ဆောင်တာဖြစ်တဲ့သူတို့ဒီပုံရိပ်တွေကိုဖျက်တာစသည်ဖြင့်စသည်ဖြင့်သူတို့လော်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီ lobby တွေအဲ lobby တော့ lobby တော့မှတကယ်ဈာမကောင်းရှုမကောင်းလုံးဝเนาะအဲ့ဒီ portal ကိုလုပ်တယ်အဲ့ဒီထက်မှကိုတူမာတော့အဲ့လိုမျိုးမဟုတ်ပြောင်းဘူးเนาะခွတ်ထွက်ပြီးတော့အဲ့ဒီနေရာမှာဖြစ်တဲ့ခါကျတော့သူ့ကိုသတိပေးခြင်းကိုခံရတယ်เนาะအဲ့လိုမျိုးဆိုတော့အယူကြီးကတော့အဲ့ဒီလူတွေအားလုံးကိုထိရောက်စွာအေးအေးယူမယ်နိုင်ငံတကာတရားရုံးနိုင်ငံအလိုက်တရားရုံးနောက်တစ်ခုကပြည်တွင်းမှာ ီတွင်းမှာတို့အသုံးထားတယ်ဆိုတော့အဲ့ဒီထက်မှနိုင်ငံတကာတို့နိုင်ငံအလိုက်လို့ဆိုတော့အကြာကြီးပဲကျွန်တော်ကတော့မမျောလင့်ဘူးအဲ့ဒီထက်မှအားရစရာတစ်ခုကတော့ဗာလဲဆိုတော့ပြည်တွင်းမှာเนาะပြည်တွင်းမှာတရားစီရင်မှုကိုသူတို့ကိုထိထိရောက်ရောက်ရေးယူမယ်ဆိုတဲ့ဟာကိုအရေးယူရကျွန်တော်တို့ကြီးညာတာကိုတွေ့ရတယ်ဒါဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်တယ်ဗာဖြစ်ဆိုတော့နေမြေစိုးမမှုတွေအများကြီးအများကြီးရှိလာပြီเนาะခုအယူကြီးရဲ့ဒီ PDF တွေစိုးမမှုတွေနေပြည်တော်မှာ၈မျိုးနေမှာတော့မှ၄မျိုးနေမှာတကယ့်စိုးမထားတယ်သူတို့ကဆိုတဲ့ခါကျတော့ဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်တယ်ကျွန်တော်တို့နေပြည်တော်အထက်မှာရှိတဲ့မင်းမင်း မင်းမင်းအဲ့ဒီမှာသွေးပေါက်အဖွဲကမင်းမင်းသူတို့တော့မှကျွန်တော်တို့မာခီယာဖြစ်သွားတာပဲเนาะဆိုတဲ့ခါကျတော့တော်တော်ကိုဖြစ်နိုင်ခြေများတယ်ဆိုတော့ပြည်တွင်းတရားစီရင်မှုကိုသူတို့ကြိုက်မယ်ဆိုရင်တော့ဗောနော်နိုင်ငံတကာတရားရုံးလို့နိုင်ငံအလိုက်တရားရုံးလို့ဆိုတာက အဲ့ဒီမှာဘာမှခြေရောက်မှုမရှိဘူးသူတို့စိုးရင်လာတို့သူတို့ဝန်နေပါတယ်လို့စသဖြင့်ဒါအလွဲ့တော့ဘာမှလုပ်လို့မရအောင်เนาะအလိုမျိုးခြေနေမျိုးတော့တွေ့ရတယ်နောက်တစ်ခုကရုရှားနဲ့ယူကရိန်းဒီသုံးနှစ်အတွင်းမှာဆိုလို့ရှိရင်တော့ပထမဆုံးသူတို့တွေ့ကြတယ်အဲ့ဒါကတူရကီနိုင်ငံကဒီဝန်ကြီးချုပ်ကနေပြီးတော့အဲ့ဒီမှာကမကထလုပ်တယ်အဲ့ဒီမှာအစ္စတန်ဘူမြို့မှာနေပြီးတော့သူတို့သွားပြီးတော့တွေ့ကြတယ်တွေ့တဲ့အချိန်မှာလည်းတရားပြောက်ကိုလက်ဆွေးနှုတ်ဆက်ကြတာမဟုတ်ဘူးခတ်ဝဝေးဟိုဖက်ဒီဖက်နေပြီးတော့နောက်သူတို့ဆွေးနွေးကြတယ်ဒါပေမဲ့အဲ့ဒီမှာသမ္မတထရန့်တော့တက်လာတော့ကျွန်တော်တို့တွေ့ရဘူးဆိုတော့သူတို့ကအပြန်အလှန်တောင်းဆိုမှုတွေတော့ရှိကြတာပေါ့နော်ရှိကြတ တယ်။ဘာဖြစ်ပြောပြောတူတော်နေရပါဆိုလို့ရှိရင်တော့အဲ့ဒီမှာဆွေးနွေးကြရတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဒီနေရာမှာကျွန်တော်တို့တိထားဖို့ကနိုင်ငံသမားဆိုတာအဲ့ဒါပဲနော်။နိုင်ငံသမားဆိုတာထာဝရမိတ်ဆွေမရှိဘူး။ထာဝရယဉ်သူမရှိဘူး။နော်တောင်းနေတော့ပခုံးဖက်ကြတော့မှာပဲ။ဆိုတော့ဒါကိုကျွန်တော်တို့နိုင်ငံရေးမှာအကင်းပါပါပါနိုင်ဖို့တော့တော်တော်အရေးကြီးတယ်။စိတ်လိုက်မှန်ပါပါလို့ရှိရင်တော့အဲ့ဒီလူတွေကတော့မျိုးဩစာပဲ။နော်သူတို့ကတော့ဂျန်တဲ့လူတွေကတော့နိုင်ငံရေးလုပ်တဲ့လူကတော့ပခုံးဖက်ပဲ။ဒါပဲဒါတော့တကယ့် နော်ကျွန်တော်တို့အတွက်သင်ခန်းစာတွေပေါ့နော်သင်ခန်းစာတွေပေါ့နောက်တစ်ခုကကျွန်တော်တို့ ARD တိုင်းမှာဆိုလို့ရှိရင်တော့အကြီးကြီးတိုက်ပွဲတွေဖြစ်နေတယ်ခုနော်အဲ့ဒီမှာဒီ ARD တိုင်းမှာဘလောက်ထိဝင်သွားပြီလဲဆိုလို့ရှိရင်တော့သာပေါင်းငတိုင်းချောင်းရေးကြီးကျွန်တော်တို့လေးမျက်နှာလေးမျက်နှာကိုအင်ကာပူမှာရောက်နေပြီနော်အင်ကာပူမှာကျွန်တော်တို့အကြီးကြီးတိုက်ပွဲဖြစ်နေတယ်ပြင်းထန်နေတယ်အဲ့ဒီမှာနော် ARD တိုင်းမှာ ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြီးကြီးလိုက်ပထမတော့ကသာပေါင်းလို့ပါတော့အဲ့ဒီနေရာမှာပဲကျွန်တော်တို့ကြားတဲ့ငသိုင်းချောင်းတို့ဆိုတော့အခုသာပေါင်းငသိုင်းချောင်းရေးချီလေးမျက်နှာနော်လေးမျက်နှာမှာဟိုဒီကနေ့ကကြားတယ်အခုအင်္ဂပူနော်အင်္ဂပူမှာကျွန်တော်တို့ဝင်နေပြီဆိုတော့တော်တော်ကိုဝင်နေတယ်ဘယ်နှမျိုးနေလဲသာပေါင်းငသိုင်းချောင်းရေးချီလေးမျက်နှာအင်္ဂပူ၅မျိုးနေထိတောင်မှကျွန်တော်တို့ဒီဆေးဟာဆိုလို့ရှိရင်ကျေပြန့်လာတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့မေလ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင် सब्सक्राइब गर्ने कि फलो गर्ने पेचा आएको छैन भिडियो